အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ဖို့ဆန္ဒပြတောင်းဆိုတာကြောင့်ပုံမှန်905ခါခွေးအပါအဝင်ပုံမှန်9ခုနဲ့တရားစွဲခံထားရတဲ့ဘာကတကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ကိုကျော်ကိုကိုကိုနန္ဒဆက်အောင်ကိုလင်းထန်နိုင်ခေါ် James မတ်ပူပူနဲ့ဝင်းရံပြည်သူကိုဝင်းကျော်မှုတို့ကိုဇန်နဝါရီလ၁ရက်နေ့ကရုံးထုတ်ခဲ့ပါတယ်။ကမာရွတ်တရားရုံးမှာရုံးထုတ်ခဲ့တဲ့အဲ့ဒီရုံးချင်းကိုမယန်းကုန်းရဲစခန်းက ဖေဖော်ဝါရီလ15ရက်နေ့ကကျောင်းသားတွေထောက်ခံဆန္ဒပြပွဲပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းကမန်နီလာသိမ်းဘာကသကျောင်းသားအဖွဲ့ကကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ကိုလင်းထန်နိုင်ခေါ် James နဲ့မတ်ဖြူဖြူအောင်တို့ကိုပုံမှန်ဆက်ရှင်နဲ့အမှုထပ်ဖွင့်ထားတယ်လို့လာရောက်ပြောကြားခဲ့ပါတယ်။ ဒီလိုပုံမှန်18နဲ့ထပ်တိုးအမှုဖွင့်တာတွေကိုပြီးခဲ့တဲ့ရုံချိန်ကလည်း2015ခုနှစ်နိုဝင်ဘာလ15ရက်နေ့ကျောင်းသားတူအစည်းအဝေးလုပ်တဲ့ကိစ္စအတွက်ဘာကတာဥက္ကဋ္ဌကိုကျော်ကိုကိုကိုနန္ဒစစ်အောင်မဖြူဖြူအောင်ကိုစရာလွင်နဲ့ကိုငိမ့်တေစာတို့ကိုမရန်ကုန်ရဲစခန်းကပုံမှန်18နဲ့ထပ်တိုးအမှုဖွင့်ခဲ့တယ်လို့လာရောက်ပြောကြားခဲ့ပါသေးတယ်အခုလိုចောင်းသားတွေကိုပုံမှန်ဆက်ရှင်နဲ့ထတ်တိုးတရားဆွဲဆိုတာနဲ့ပတ်သက်ပြီးចောင်းသားတွေဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှေ့နေဦးထေကအခုလိုပြောပါရယ် အဲဒီနေ့ကမာရုံရုံးလေးမှာတို့တာကဟိုသုံးမှုတို့တာပေါ့နော်သုံးမှုတို့တာမှာလွေမာလာ15ရက်နေ့တော့ကအဲဒီကျောင်းသားသူအစီအရာနေပေါ့ဆက်ပေါ့၄ရက်တောက်တဲ့အမှုပါ15ရက်နေ့လုပ်တဲ့စိတ်ဓာတ်ပါတယ်လို့ကိုကျော်ကိုကိုနန္ဒာဖြစ်အောင်အဲမတ်ဖြူအောင်နောက်ကိုသေးရလွေနဲ့အဲငိမ့်နေတာတော့9ရက်ကိုပုံမှန်ဖြစ်နေဆွတ်ပါတယ်ခင်ဗျာအဲမရဘူး အဲလာစစ်တာတော့ကျွန်တော်ဘင်းလောင်ရဲ့အားလာစစ်တယ်လို့ပြောပါတယ်။အဲနောက်တစ်ခုကဒါကိုချင်းရဲ့မဆူအောင်ရဲ့နောက်အဲဒေါ်နီယာတင်းရဲ့ကိုအဲ့ဒါလည်းဒီနေရာပေါ်မှာပဲဖြစ်တယ်လို့ပြောပါတယ်။ဒါအဲ့ဒါတော့စီဝိုင်းနဲ့ဆိုင်ဆိုင်လေးထောက်ခါဆန္ဒပြပွဲပေါ့နော်။ကျောင်းသားတွေထောက်ခါဆန္ဒပြပွဲလုပ်တဲ့အတွေ့အဲ့ဒီဟာကိုဟိုနေရာပေါ်မှာပဲဖြစ်တာပေါ့နော်။အဲတမန်ရုံးမျိုးနေရာအားဖြစ်တာတော့ အဲမတ်စုလို့အောင်ရဲ့ဂျင်းရဲ့ကုနနာဖြစ်အောင်ရဲ့ကမာရွမြို့နယ်အဲ့ဒါတော့သွာလာသံဃာရဲ့ကိစ္စပဲအဲ့ဒါကမာရွမြို့နယ်ကစက္ကန့်ကိစ္စကိုအောက်မှုတွဲလို့ပြီးရပါတယ်အဲ့ကြတော့ကုနနာဖြစ်အောင်တယောက်ခဲကိုကနှစ်မှုတိုးတာပေါ့နော်မတ်စုလို့အောင်ကလည်းနှစ်မှုတိုးဟိုမတ်စုအောင်လည်းအမှုတွေတိုးတာပေါ့နော်ဟုတ်ကဲ့ကျောင်းသားတွေကိုအခုလိုပုံမှန်ဆက်ရှိတွေနဲ့မြို့နယ်အလိုက်အမှုပေါင်းများစွာအေးအေးယူနေတာဟာအာဂါတထားပြီးအေးအေးယူနေတယ်လို့ဖြစ်နေကြောင်း ကိုနနာစင်အောင်တဦးရဲကိုပဲအမှုပေါင်း80ကျော်နေပြီဖြစ်တယ်လို့ဦးထေကဆက်ပြောပါရယ်အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်မှုအတွက်စစ်ကြောင်းပြုတ်လုခဲ့တဲ့အကြောင်းသားတွေဟာအကျဉ်းတော်အတွင်ဖမ်းဆီးခံထားရပြီးတရားရင်ဆိုင်နေရတာဖြစ်ခါတရားရင်ဆိုင်ရမှုဟာ6လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်